င်္ဂလာပါရှင်အမျိုးသမီးတို့အတန်တွေကြောင်းရှုစားကြပါပါဒီအစီအစဉ်ကတော့နိုင်ငံအရေးအကအမျိုးသမီးတွေရဲ့မတူညီတဲ့နာဂတ်ရီမန်းချက်တွေမျှော်လင့်ချက်တွေခက်ခဲကြံတဲ့နေဘဝတွေကိုသူတို့ဘလို့ဖျက်ဆီးခဲ့ကြလဲလက်ရှိမှာတော့ဘိုင်ရင်ဆိုင်နေကြရလဲဆိုတဲ့အကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါအရင်ဦးဆုံးပြပြပေးမှာကလက်တလောဖြစ်ပွားနေတဲ့အမျိုးသမီးတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါဒီသတင်းတွေကတော့မေလ၁ရက်နေ့ကနေမေလ၁၇ရက်နေ့တွင်ဖြစ်ပေါ်ခဲ့တဲ့သတင်းတွေဖြစ်ပါတယ်။သတင်းပြည့်စုံကိုတော့ DPP ဘာမီဝက်ဘ်ဆိုက်မှာတွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင်။ ပထမဆုံးအနေနဲ့ငလင်ကြောက်အိုးဘိုထောင်မှာကိုဝင်ဆောင်ပါဝင်နိုင်ကျင်း40ကျော်တည်ဆုံးတဲ့တင်ကိုပြောပြပေးပါမယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ရာပြင်းငလင်မှာမန္တလေးအိုးဘိုအကျဉ်းထောင်တွင်အဆောက်အဦတွေပြိုကျခဲ့တာကြောင့်ကိုဝင်ဆောင်မျိုးသမီးတွေအပါအဝင်နိုင်ငံရေးအကျဉ်းသူအကျဉ်းသား41ယောက်တည်ဆုံးခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။ငလင်ကြောင့်အမျိုးသားအိတ်ဆောင်အမျိုးသားအလုတ်ယုံအမျိုးသမီးအိတ်ဆောင်နဲ့အမျိုးသမီးဆေးရုံဆောင်တို့ချို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ ငလေးလောက်ခတ်ချိန်ကျင်းထောင်တွေမှာတန်းပိတ်ချိန်အကျဉ်းသားတွေကိုအခန်းတွင်ပိတ်ထားခြင်းဖြစ်တာကြောင့်လူသေဆုံးမှုပုံမများပြခဲ့တာလို့ဆိုပါရယ်တေဆုံးသူတွေရဲ့နိုင်ငံအကျဉ်းသူကိုဝင်ဆောင်မျိုးသမီးနှစ်ယောက်ပါဝင်တယ်လို့မျိုးသမီးအကျဉ်းသူများအဖွဲ့မှမတ်စုစုမေယုံကပြောပါရယ်ငလီမာတေဆုံးခဲ့ရတဲ့နိုင်ငံအကျဉ်းသူမတ်နွန်နေဝင်းကထောင်ကျဆင်မှာကိုဝင်၃လရှိနေပြီးငလင်ကြောက်ထိခိုက်ဒဏ်ရာရရှိခဲ့ရအရေးပေါ်စေကူသားဝင်မရပဲငလင်ပြီး၁၉ရက်မြောက်တဲ့ဧပြီလ၁၄ရက်နေ့မှာမှထောင်ပြင်ပဆေးရုံကိုပြသခွင့်ရရှိခဲ့တာဖြစ်ပါတယ် ဝမ်ပိုက်တဲကကလေးကတေဆုံတဲ့တန်ရာကြောင့်ကိုဝင်ဆောင်မိခင်မတ်နွယ်နေဝင်ကလည်းတေဆုံခဲ့ရတာဖြစ်ကြောင်းသိရပါတယ်။ငလင်ကြောင့်ထိခိုက်တန်ရာရရှိခဲ့တဲ့နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ140ကျော်အထိရှိခဲ့ပြီးကိုလတ်အင်ကာဆုံးရှုံးရတဲ့နိုင်ငံရေးအကျဉ်းသားအကျဉ်းသူအ ਨੇ ဆုံး၄ဦးရှိကြောင်း PPNM ကအတည်ပြုထုတ်ပြန်ထားပါတယ်။တနိုင်ငံလုံးကအကျဉ်းထောင်40ကျော်မှနိုင်ငံရေးအကျဉ်းသူအကျဉ်းသား2000ကျော်ရှိနေပြီးနိုင်ငံရေးအကျဉ်းသူအမျိုးသမီးက9000ကျော်ပါဝင်ပါတယ်။အဲ့လိုကျဉ်းကြနေတဲ့မျိုးသမီးနိုင်ငံအကျဉ်း9000ကျော်ထဲမှာ မိခင်ကိုဝင်ဆောင်မျိုးသမီးနိုင်ချင်း125ရောက်ရှိကြောင်းမျိုးသမီးအချင်းသူများအဖွဲ့ရဲ့စီးရင်နေရသိရပါတယ်ရှင်။နောက်ထပ်ပြောပြပေးမှာကတလအတွင်းစစ်တပ်ကလေကြောင်းတိုက်ခိုက်လို့မျိုးသမီး82ဦးသေဆုံးတဲ့တဲ့င်းမှာစစ်ကောင်စီကအပြစ်ရဲ့ကြေညာထားပေမဲ့အပြစ်မဲ့ပြည်သူတွေကိုပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်တာကြောင့်ဧပြီလ1ရက်နေ့ကနေ30ရက်နေ့ထိတလအတွင်းမှာအမျိုးသမီး82ဦးသေဆုံးခဲ့လို့မြမအမျိုးသမီးတမကဘီဒဘလူးကမေလ6ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ ဧပြီလတွင်စစ်တပ်ရဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်တာကြောင့်တေဆုံးသူ59ဦးကျေးရွာနယ်နေအိမ်တွေကိုပိတ်မထားလက်နက်ကြီးပစ်ခတ်တာကြောင့်တေဆုံးသူ9ဦးနဲ့စစ်တပ်ကတပ်ဖြတ်တာကြောင့်တေဆုံးသူ5ဦးထိရှိခဲ့ပြီးအဲ့ဒီထဲမှာ73ဦးဟာ18နှစ်အရကလေးငယ်တွေဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင်ဧပြီလအတွင်းထိခိုက်ဒဏ်ရာရသူတွေမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်40ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်5ဦးမြေမြုပ်မိုင်းကြောင့်4ဦးနဲ့အရခတပ်ဖွဲ့ဝင်မှမရင်းကျစ်မှုကြောင့်2ဦးလို့ဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ ဧပြီလတွင်တည်ဆုံသွားသူမျိုးသမီးတွေဟာစကိုင်းတိုင်းမှာ30ဦးနဲ့အများဆုံးဖြစ်ပြီးမန္တလေးတိုင်းမှာ14ဦးနဲ့ပဲခူးတိုင်းမှာ9ဦးလို့ဖြစ်တယ်လို့ထုတ်ပြန်ကြေညာသိရပါတယ်။နောက်ထပ်ပြောပြပေးမှာက Great Wall Hotel အစာဦးရှာဖွေမှုကနေမျိုးသမီးလောင်းတူထပ်မံရှာတွေ့တဲ့တွင်ပဲဖြစ်ပါတယ်။မက်လာ28ရက်နေ့ကလုခတ်ခဲ့အင်အားပြည့်စကိုင်းငလင်ကြီးကြောင့်ပြိုကျပျက်စီးခဲ့တဲ့ Great Wall အဆောက်အဦကိုဖယ်ရှားရှင်းလင်းခြင်းနဲ့ရုပ်လောင်ထုတ်ယူနိုင်ရေးဆောင်ရွက်နေရမှာ မေလ10ရက်နေ့မှာတော့မြို့သမီးတရားရဲ့ရုပ်လောင်းကိုထပ်မံရှာဖွေတွေ့ရှိခဲ့လို့သိရပါဗျ။မြန်မာနိုင်ငံမိသားတပ်ဖွဲ့ကဆက်ရန်နေရာတွေနဲ့အတူရုပ်လောင်းကြံရှိနေတဲ့မန္တလေးမြို့ပျက်စီးခဲ့တဲ့ Great Wall Hotel အဆောက်အဦဖယ်ရှားရှင်းလင်းခြင်းနဲ့ရုပ်လောင်းထုတ်ယူနိုင်ရေးဆက်လက်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ Great Wall Hotel နဲ့ပတ်သက်လို့ငလင်းလှုပ်ခတ်ပြီးရက်ပိုင်းအတွင်းကယ်ဆယ်ရေးတွေအလင်းမြန်မလုပ်ပေးခဲ့တာကြောင့်တည်ဆုံသူတွေရဲ့မိသားစုဝင်တွေကဝေဖန်မှုတွေရှိထားပါတယ်။ DV Data သင်းကအောက်ယူစုဆောင်ထားတဲ့ဆင်းတွေရငလင်းလှုပ်ခတ်ခဲ့ပြီးမေလ9ရက်နေ့ထိစုစုပေါင်းတည်ဆုံသူ 4489ရောင်းနဲ့ထိခိုက်ဒဏ်ရာရရှိသူကတော့11366ရောက်ရှိသွားပြီဖြစ်တယ်လို့ဒီစီးရင်တွေထဲမှာမန္တလေးမြို့ကတော့တည်ဆုံးသူဦးရေ2916ရောက်နဲ့အများဆုံးလည်းဖြစ်ပါတယ်မက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မန္တလေးအိုးဖိုတောင်တွင်းအဆောက်အဦတွေပြိုကျခဲ့ရပြီးနိုင်ငံရေးကျင်းသားအကျဉ်းသူတွေတေဆုံးတံရရရှိခဲ့တာတွေရှိခဲ့ပါတယ်။ တည်ဆုံးသူတွေထဲမှာနိုင်ငံရေးအကျဉ်းသူကိုဝေဆောင်မျိုးသမီးနှစ်ယောက်လည်းပါဝင်တယ်လို့သိရပါတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီးတော့မျိုးသမီးအကျဉ်းသူများအဖွဲ့မှမတ်စုစုမေယုံကိုတွေ့ဆုံမေးမြန်းထားပါတယ်။ ငလင်ဖြစ်ပြီးတဲ့နောက်ပိုင်းနောက်ဆက်တွဲပေါ့နော်ဒီအိုးဖို့အကျဉ်းထောင်အပါဝင်အာထောင်အနှဲငယ်လဲအာဒီ52ထောင်မှာရှိတဲ့တချို့ထောင်လေးတွေပေါ့နော်ဒီအညာဘက်မှာရှိတဲ့ဒီထောင်တွေကနည်းနည်းအုပ်တတိုင်းတွေပြိုတာမျိုးတွေအာဒါမျိုးတွေရှိတယ်အဲ့ဒီထဲမှာမှအဆိုးဝါးဆုံးခံရတာတော့အိုးဖို့အကျဉ်းထောင်ပေါ့နော်အဲ့ဒီအိုးဖို့အကျဉ်းထောင်မှာအဓိကဖြစ်သွားလိုက်တဲ့ဖြစ်စဉ်မှာဒီအမျိုးသမီးနိုင်ငံရေးကျင်းသူဒီဆယ်ဦးဝင်းကျင်ခံလဲတည်ဆုံးတယ်လို့လဲသိရတယ်ပေါ့နော်ပြီးတော့ အဓိကထောင်းတဲ့နီးစက်ရာမှာပြန်ကြားရတာကဒီဒီပြိုကျနေတဲ့ဒီအဆောက်အဦတွေတဲ့ကိုပေါ့နော်အဆောက်အဦတွေတဲ့ကိုဒီနိုင်ငံရေးကျင်းသူကျင်းသားတို့ပြန်ထည့်တယ်ဆိုတာလဲကြားရတယ်ပေါ့နော်အဲမိသားစုဝင်နေစီကိုဆက်သွယ်မှုအ ਨੇ ချင်းရှိရဲဆိုတာတော့ကျွန်တော်ကြားသိရတယ်ပေါ့နော်ဒါပေမဲ့လည်းထိထိရောက်ရောက်နဲ့လည်းလှုပ်ဆောင်မပေးဘဲနဲ့အဓိကသူတို့အာဒီလိုက်လို့မရတာမျိုးတွေပေါ့အခုဆိုမိသားစုဝင်တွေကဒီ ထောင်ဝင်စာတွေ့တဲ့အနေအထားမျိုးမှာတချို့တွေဆိုရင်ကိုသားသမီးတို့မတွေ့ရဘဲနဲ့ပြန်လာရတဲ့မိသားစုဝင်တွေအားစားရှိတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ဆက်သွယ်မှုအနည်းချင်းကိုပဲကျမတို့ကသိရပြီတကယ်ထိဒီငလီနန်ကြောင့်တည်ဆုံသွားတဲ့ဥယင်စင်းအတီးကြောင်ကိုကျမတို့ယနေ့ချိန်ဒီမသိရှိရသေးဘူးပေါ့နော်ပြီးတဲ့ခါကျရင်ဒီအိုးဘုတ်အချင်းတော်ပါဝင်အခုဆိုလို့ရှိရင်ဒီအချင်းတော်တချို့တွေမှာပေါ့နော်ထောင်ပြောင်းရွှေ့တွေပါလှုပ်ဆောင်နေရဲဆိုတော့ကျမတို့ကြားသိရတယ်ပြီးတဲ့ခါကျရင်အာတချို့ဆိုလို့ရှိရင်ဒီနိုင်ငံရေးကျင်းသူကျင်းသားတွေရဲ့စရင် စရင်အတီးကြောက်ကိုမရတာမျိုးပေါ့နော်တချို့ဆိုမိသားစုနဲ့လုံးဝအဆက်အသွယ်မရတော့တာမျိုးထောင်ထဲရောက်နေပြီးတော့ကျမတို့ပြန်ပြီးတော့ဘေးထောင်မှာရှိတယ်ဆိုတာကိုစုံစမ်းနေရတဲ့အနေအထားဖြစ်နေတာပေါ့နော်ဟုတ် လက်ရှိမှာပေါ့နော်ဒီအချင်းဦးစည်းဝင်တန်းဘက်ကဒါသတင်းအမှောင်ရှနေတဲ့အနေထားပေါ့နော်ပြီးတဲ့ခါကျရင်ဒီငလီလှုပ်ခတ်သွားတဲ့ချိန်မှာဒီစစ်ကောင်စီဘက်ကပေါ့နော်အာဒီမနလေးမှာအာဒီငလီကြောင့်တည်ဆုံးတဲ့အဘနဦးရေဆိုတာမျိုးကိုရှပြပေးမယ်အချင်းတောင်ထဲမှာရှိတဲ့ဒီနိုင်ငံရေးကျင်းသူကျင်းသားတွေရဲ့တည်ဆုံးမှုတော့သူတို့ကအာအော်ထုတ်ပြန်ထားတာမရှိဘူးပြီးတဲ့ခါကျရင်တင်းကိုအမောင်ချထားတဲ့အပြင်လုံလုံလောက်ဆေးဝါးကုသကွင်းတွေလည်းမရဘူးဆိုတာသိရတယ်ပေါ့နော်အဓိကတော့ တဆောင်နဲ့တဆောင်အဲ့လိုမျိုးပြိုကျနေတဲ့အချိန်မှာပေါ့နော်အဲ့ဒီအဆောင်ထဲမှာဒါဟိုပြိုကျတဲ့အချိန်မှာတိမ်ဆုံးနေများခဲ့တယ်ပေါ့နော်များခဲ့တဲ့အပြင်အဲ့ဒီပြိုကျတဲ့အဆောက်အဦတွေမှာပဲဒီအချင်းသူချင်းသားတွေကိုပြန်လဲထားရှိတာမျိုးတွေဒီကျွန်တော်တို့ကြားရတယ်ပေါ့နော်ပြီးတဲ့ခါကျရင်သူတို့ကဒီအချင်းကြနေတဲ့ဒီနိုင်ငံချင်းသူချင်းသားတွေကိုဘယ်လောက်ထိသူတို့ဒီဆိုးဆိုးဝါးဝါးလှုပ်ဆောင်နေလဲဆိုလို့ရှိရင် အာဒီတရင်ကိုအပြင်ကို ထုတ်မယ်ဆိုရင်လူသူဝင်းလန်တဲ့နေရာတွေပို့ပြမယ်ဆိုတော့အဲဒီထောင်ပြောင်းရွှေတွေလုတ်ပြမယ်ဆိုတော့ချင်းချောင်းမှုတွေနဲ့ပါဒါလုတ်ဆောင်နေရဆိုတာလည်းကျွန်တော်ကြားသိရတယ်ပေါ့နော်လက်ရှိမှာအိုးဖို့ကျင်းထောင်မှာဒီတေဆုံးတဲ့နိုင်ငံချင်းသူဦးရေစရင်စရင်အတီးကြောက်ကို ထုတ်ပြန်ထားတာလည်းမရှိသလိုကျွန်တော်တို့အနေနဲ့လည်းအာဒီ စုံစမ်းစစ်ဆေးနေတာတွေရှိရယ်ထပ်ပြီးတော့လည်းကြန့်ရှိနေတဲ့နိုင်ငံရေးကျဉ်းသူကျဉ်းသားတွေကိုလည်းအဲကျမတို့အနေနဲ့ဆေးဝါးလုံလုံလောက်ဟိုကုသရေးရရှိရေးပေါ့နော်ပြီးတဲ့ခါကျရင်သူတို့တွေရဲ့စာဝတ်နေရေးပေါ့နော်ပို့ဆောင်နိုင်ရေးဆိုတာမျိုးလည်းစူးစမ်းနေပါတယ်ဟုတ်ကဲ့ မတို့ဒီနိုင်ငံချင်းသူဂျင်းသားတွေထဲမှာမာဒီနိုင်ငံချင်းသူတွေက9000ကျော်ကျန်ရှိနေရပါဘောเนาะအဲ့ဒီထဲမှာဆိုရင်ဒါကလေးနဲ့မိခင်တွေကအာ125ဦးဝင်းကျင်ခဲ့ရှိတယ်အာတေရန်နေထောင်းသက်တွေချမှတ်ခံထားတဲ့နိုင်ငံချင်းသူတွေအများပြားကျန်ရှိနေသေးတယ်ဘောเนาะအဲ့တော့ဒီလိုမျိုးဘောเนาะအဲ့တူတချောင်းတောင်ကြိုင်မှန်ခွင့်မရှိတဲ့ဒီအချင်းတောင်တွေထဲမှာကျမတို့ဒီနိုင်ငံရေးအချင်းသူအချင်းသူတွေအချင်းသားတွေနဲ့အချင်းသူတွေမှာဆိုအချင်းသူတွေမှာ ပို့ပြီးတော့လဲ ခက်ခက်ခဲခဲတွေရင်ဆိုင်ရတာပေါ့နော်ဥမာဒီခင်မို့မတွေ့လို့ဖမ်းလာတဲ့ထဲမှာအမျိုးသမီးတွေကကိုဝင်တွေတွေပါတယ်အဲ့တော့ကိုဝင်တွေတွေပါတော့ထောင်ထဲမှာပဲမွေးဖွားရတယ်ပေါ့နော်မွေးဖွားတဲ့အချိန်မှာဟိုခက်ခက်ခဲခဲတွေနဲ့မွေးရတယ်ပြီးဒီကလေးမိခင်တချို့မိခင်တွေမှာဆိုရင်ဒီနှုတ်ရည်မထွက်ဘူးဆိုရင်အဲ့ဒီကလေးငယ်ရဲ့ဒီအဲ6လ6လအထိပေါ့နော်နှုတ်ရည်တောက်သုံးဖို့ဆိုလို့ရတယ်တော်တော်ခက်ခဲပါတယ်အဲ့တော့ထောင်ထဲမှာကဘာမှမရှိတဲ့ခါကျရင် ရှိနေတဲ့ဒီနိုင်ငံရေးအကျဉ်းသူနိုင်ငံမိခင်နေတဲ့ခလေးတွေကတော်တော်ဒုက္ခရောက်ပါတယ်တော်တော်ဒုက္ခရောက်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးစစ်ကောင်စီဒီကျမတို့ဒီနိုင်ငံရေးအကျဉ်းသူပြည်သူတွေပေါ့နော်ပြည်သူဒီမိခင်တွေကိုဟိုမလေးစားတဲ့ပြင်ဒါအမျိုးသမီးငယ်တွေကိုဒီစစ်ကြောရေးစခန်းတွေမှာပါလိမ်မိုင်းဆိုင်ရာကျူးလွန်တာတွေအာတပ်ဖြတ်တာတွေအထိလှုပ်ဆောင်နေတာဒီဒါမင်းမဲစရိုက်ကြင်ညာတဲ့အပြင်ကျမတို့ဒီအမျိုးသမီးတွေကို ဟိမဲနှိမ့်ဆက်မှုတွေနဲ့ဒါလှုပ်ဆောင်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ဒီအမျိုးသမီးတွေအနေနဲ့အခုဆိုရင်တည်ဆုံးမှုတွေအခုဆိုလို့ရှိရင်အကြတိရမယ်ပေါ့နော်ဒီငလင်ဖြစ်ဖြစ်တဲ့အချိန်မှာဒီကိုဝင်တဲ့အမျိုးသမီးတွေရာစတည်သားလောင်းလေးတွေကိုဒါဟိုစွန့်လွတ်ရတဲ့အနေထားပေါ့နော်တချို့ဒီအမျိုးသမီးနိုင်ကျင်သူတွေဆိုလို့ရှိရင်ဒီတည်သားနဲ့သူမိခင်ရောခလေးပါအသက်တွေဆုံးရှုံးရတယ်ပေါ့နော်ဒါဒီဟိုထိထိရောက်ရောက်ဒီ ချစ်ကောင်စီကိုဒါအချင်းဦးစီးဝန်ထမ်းတွေကိုကျမတို့ကတော့ဟိုသူတို့တွေကိုပေါ့နော်မတရားမှုကျူးလွန်နေတဲ့သူတွေကိုတော့ချစ်ချစ်ရောက်ရောက်အရေးယူမှုတွေကိုလှုံ့ဆော်ဖို့လိုအပ်တယ်လို့တော့မြင်ပါတယ်။ဘာလို့လဲဆိုတော့ဒီမိခင်တွေဒီ ဒီကိုဝင်လွယ်ထားရတဲ့အချိန်မှာသားစိတ်တက်တာတွေရှိရပေါ့နော်သားစိတ်တက်တဲ့အချိန်မှာရဲ့ပြီးရင်ဒီငလီနံကြောက်ဖြစ်တဲ့အချိန်မှာဒီဒရေသားတောင်းလေးကအသက်အသက်မရှိတော့တဲ့အခါမျိုးမှာတောင်းပိတ်လောင်ခံထားတဲ့မိခင်တယောက်အနေနဲ့အာဟိုဒီကိုဝင်လွယ်ထားတဲ့အချိန်ရောအပြင်ခံစားရတဲ့ဝေဒနာရောနဲ့အလူးလဲခံခံစားရပြီးမှတိတ်ဆုံးသွားတာဖြစ်တယ်ပေါ့နော်ဒါမျိုးတွေကျမတို့အချင်းတော်တီးတီးမှဘလောက်ထိဒီနိုင်ငံရေးကျင်းသူတွေမိခင်တွေဘလောက်ထိပိတ်လောင်ခံပြီးဘလောက်ထိအာစိတ် တော့ကရောက်နေရမလဲပေါ့နော်ဒါတွေကိုကျမတို့ပြည်သူပြည်သူတွေရောဒီမိဖက်ဖွဲ့စည်းတွေရောအာဒီနိုင်ငံတကာအပါပေါ့နော်ဒီစစ်ကောင်စီနဲ့ဒီအချင်းဦးစီးဝင်တဲ့မျိုးဖိအားပေးဖို့လိုအပ်ပါတယ်ဟုတ်အာကျမတို့ကတော့ကျမကိုယ်တိုင်လည်းဒီနိုင်ငံရေးချင်းသူတယောက်ဖြစ်တဲ့အတွက်ပေါ့နော်ဒီအချင်းဆောင်နဲ့ပတ်သက်ပြီးတော့ဒီအချင်းဆောင်ထဲမှာကြံ့ချိနေတဲ့နိုင်ငံရေးချင်းသူချင်းတယောက်မကြံ့လွမြောက်ဖို့ဆိုကျမတို့ဒါရတဲ့နီးမျိုးနဲ့ကျမတို့ကလှုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့ပြီးတဲ့ခါကျရင်အထဲမှာရှိတဲ့ဒီအမျိုးသမီးငယ်တွေနဲ့ကလေးငယ်တွေဒီ အပြစ်မဲ့တဲ့ပြည်သူတွေဖြစ်တာဖြစ်တဲ့အတွက်သူတို့တွေရဲ့လွမြောက်ရေးပေါ့နော်ထောင်ထဲမှာဆိုရင်ဒါအသက်အာဒီကိုရီးယားဒါအမေရွယ်အဖွားရွယ်ပေါ့နော်အာအမေအောင်ဆန်းစုကြည်ကအစကြံရှိနေတာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးတကြီးပိုင်းမိခင်ရွယ်တွေကိုဝင်တယ်တွေအចောင်းသူရွယ်တွေဒီလိုမျိုးပိတ်လောင်ထားတာမျိုးတွေကအာအင်မတန်မှဟိုစိုးရွံစရာကောင်းတယ်ပေါ့နော်အဲ့တော့ဆိုတော့ဒီအမျိုးသမီးတွေလွတ်မြောက်ရေးဆိုလို့ချင်းလဲကျမတို့ဟိုဝိုင်းဝန်းပြီးတော့ ကူညီပေးပါလွတ်မြောက်ရေးအတွက်ကြိုးစားပေးပါလို့ကျွန်မမေတ္တာရက်ခံပါတယ်ရှင်ဟုတ်ဒီတစ်ပတ်ရက်ကဘာတဝမ်းကအမျိုးသမီးစီစဉ်မှာတော့စစ်ပေးကြောက်ထွက်ပြေးတိတ်ဆောင်ရင်ကလေးခုနှစ်ယောက်ကိုစောက်ရှောက်နေတဲ့မိခင်တယောက်အကြောင်းကိုပြောပြပေးမှာပါ။ဘုခပ်ဘူးရဲ့ပန်းစီရက်ကွက်အတွင်းရှိကန့်အခန်းကျင်းလေးထဲမှာ မာပန်တိုမိုကဘွတ်ရှန်ယူဝါဟာစစ်ဘေးကနေထွက်ပြေးရင်းပြစ်ခတ်တာကြောင့်မိခင်ဆုံးရှုံးရတဲ့အသက်၈နှစ်ရွယ်ကလေးလေးအပါဝင်ကလေး9ယောက်ကိုစောင့်ရှောက်နေတာပါ။ကွန်ဂိုအစိုးရနဲ့ M23 လက်နက်ကင်တွေကြားဒိုဟာမြို့ဟာဆွေးနွေးနေတဲ့ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေရှေ့လျားနေတဲ့အတွက်ဘွတ်ရှန်ယူဝါရဲ့နေအိမ်ဟာနီယန်ဂစီမှာပြက်စီးခဲ့ရပြီးထွက်ပြေးလာပြီးတဲ့နောက်အခုလိုမျိုးအသက်ရှင်ဖို့အတွက်နေ့စဉ်အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာပါ။ Cuando quiero tu namaza de စမရုကန်နီဂရီမှာနှစ်ပတ်ကြာခဲ့တဲ့စာလောင်ခြင်းနဲ့ယောဂါတွေကျုံခဲ့ရတယ်။အဲဒီမှာတခြားမိန်းကလေးတွေကိုလဲလှုပ်ပေးပြီးငပြောသည်နဲ့ပလော့ပီနယ်အရွက်တွေလဲလှယ်ခဲ့တယ်။ဒါကြောင့်ကျမတို့ပြန်တော့မယ့်အတွင်းနဲ့အိမ်ပြန်သွားဖို့ဆုံးဖြတ်ခဲ့တယ်။ဒါပေမဲ့နှစ်ရက်ထဲမှာပြည့်ခတ်မှုတွေပြန်လဲစတင်တယ်။ပုရှင်ယူဝါရဲ့ဇလန်းကတော့ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်းမှာဖြစ်ပွားနေတဲ့ပြည်ပခါတွေကြောင့်လူတွေဘလောက်ထိလူသားမဆန်အောင်ဒုက္ခရောက်ကြရလဲဆိုတာကိုပြသနေတာပါ။ ဒီပြိပက္ခဟာဇန်နဝါရီလကစပြီးပုံမပြင်းထန်လာတာကြောင့်နေရဲစွန့်ခွာထွက်ပြေးသူတန်းနဲ့ချီရှိခဲ့ပြီးထောင်နဲ့ချီတဲ့အသက်တွေလည်းပျောက်ဆုံးခဲ့ရပါတယ်။ကွန်ဂိုအစိုးရအရာရှိတွေနဲ့ M23 ကိုယ်စားလှယ်တွေဟာဒိုဟာမြို့မှာမကြသေးမီကမျက်နှာချင်းဆိုင်ဆွေးနွေးခဲ့ကြပေမဲ့ပြဿနာဖြေရှင်းမှုကတော့မရရှိသေးပါဘူး။ဆွေးနွေးမှုတွေမှာနောက်ကျခြင်းနဲ့ညှိနှိုင်းမှုပေါ်ဒိဗယ်မတူညီမှုများကြောင့်အဆင်မပြေမှုတွေရှိခဲ့ပါတယ်။ကရှိုင်းယူအတော်တော်နိုင်ငံတော်ဆွေးနွေးမှုတွေကသူ့ရဲ့နေစဉ်ဘဝနဲ့တကယ့်အနေအထားမှာရှားပါးနေပါတယ် ဂဇာရိုဟိုရဲ့အိမ်တစ်ခုမှာမိသားစုတစုကသူ့ကိုလက်ခံပြီးအကူအညီပေးထားတာပါ။သူမကအခြားရွှေ့ပြောင်းသွားတဲ့မိသားစုတွေနဲ့အစားအသောက်တွေကိုမျှဝေပြီးအသက်ရှင်ဖို့ကြိုးစားနေတာပါ။ Sia kai kondo kweni koleo. Unafika unakutana nyumba na yala benye nyumba na bana yala. Taga patama uzo mita azuro mho bu. Ari inga lupi nibi. Shigo sasha bidi me yon yao kere. Pia adake in kaunji bi baze. Tu jamaru u kodwa ba. Tamime sayara asema biu. Tu ma kalile shire. Nga male shire. ကန်တစ်ချက်ထင်းနဲ့လူ30လောက်စားရတယ်။ငါတို့ပိုက်တွေငိမ့်သွားအောင်တော့စားလိုက်ကြတယ်။ငါတို့အားလုံးအိမ်ပြန်ဖို့ဖျားသခင်ကအဆင်မပြေဘူး။ဖရှင်ယူဝါရဲ့မိသားစုဝင်နှစ်ယောက်ဟာသူတို့ရဲ့ရွာကိုထွက်ပြေးသွားရင် ပြစ်ခတ်တာကြောင့်တည်ဆုံခဲ့ရတာဖြစ်ပါတယ်။သူမဟာငញ្ញញဆွေးနွေးမှုတွေအောင်မြင်ပြီးနောက်ဆုံးမှာသူ့အိမ်ပြန်သွားနိုင်မယ်ဆိုတာကိုမျှော်လင့်နေတာပါ။ Deus penda mungwa le tiamani bailewan ။ဖရာသခင်ကငញ្ញញကြီးကိုယူဆောင်လာပေးစေခြင်းနဲ့ လူတွေကြားသိဖို့နဲ့ဒီစစ်ပွဲကြီးပြီးတော့အောင်လှုပ်စေခြင်းနဲ့တေလူမျိုးပါဖြစ်ကုန်တာမိသားစုတွေကနှစ်ယောက်တနက်နဲ့ပြေးလို့ထွက်ပြေးတာပုံနေတဲ့နေရာမှာကြီးစံနေရောက်လာတယ်အဲ့ဒါကြောင့်ဒီအစီမှာငိမ့်ငိမ့်ရေးတောင်းတယ် င်ဆက်ပေးခဲ့တဲ့နိုင်ငံအရေးရက်ကမတူညီကြတဲ့အမျိုးသမီးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်တစ်ပတ်ဒီမှာလည်းစောင့်မျှော်အားပေးကြပါအောင်ရှင်။ဒီ season နဲ့ပတ်သက်ပြီးတော့ဝေဖန်အကြံပြုချက်တွေပေးခြင်းနဲ့ဆိုရင်တော့ Facebook page ဖြစ်တဲ့ DBB Woman Voice ကနေတင်ဆက်ပေးနိုင်ပါတယ်။ကြီးစုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။